Thank you. ်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ဦးမြင့်တန်ကြားရဲ့နေ့လည်နှစ်နာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြမနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်ရန်ကုန်တိုင်းမရန်ကုန်းမြို့နယ်ငားရက်ကွက်ဝိဇာလမ်းမှာမေလ22ရက်နေ့ဒီကနေ့မနက်9:00နာရီခွဲကအငင်းစားတပ်မတ်ဘုံမှုကျောက်ဟာဥချိုထွန်းအောင်တနက်နေ့အပစ်ခတ်ခံရတယ်လို့မြို့ကန်တွေစီကသိရပါဗျာ။ ။ဦးချိုထွန်းအောင်ကိုသူ့ရဲ့နေရှိမှတနက်ကင်ဆောင်ထားသူတွေကပြစ်ခတ်ခဲ့တာဖြစ်ပြီးဒန်ရီယာရှိကစစ်ကောင်စီတပ်ကလူနာတင်ရင်နဲ့စစ်ဆေးရုံကိုခေါ်သွားတယ်လို့မြို့ကန်တယောက်ကပြောပါရယ်။သူ့ကို Golden Valley Warrior မြို့ပြပျောက်ကြားတပ်ဖွဲ့ကပြစ်ခတ်ခဲ့တာလို့လည်းသိရပါရယ်။အဲ့ဒီပြစ်ခတ်မှုဖြစ်စဉ်မှန်ကန်ကြောင်းနဲ့ဦးချိုထွန်းအောင်ကိုလက်တလောစစ်ကောင်စီတပ်ကအမှတ်၁မင်္ဂလာတုံးစစ်ဆေးရုံကိုပို့ဆောင်ထားကြောင်းအုတ်ချိုရင်နေနေဆက်သူတယောက်ကပြောခဲ့ပါရယ်။ ။ပြစ်ခတ်ခံရသူဟောင်းအငိမ့်စားဖို့ကြုံမှုဟောင်းတယောက်ဖြစ်ပြီးတမရဦးသိန်းစိန်အစိုးရလက်ထက်ကကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာတပ်အမတ်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးအငိမ့်စားယူခဲ့သူတဦးလည်းဖြစ်ပါရယ်။၂၀22ခုနှစ်နိုဝင်ဘာလမှာသူ့ကိုအာနာသိန်းစစ်ကောင်းဆောင်ကဝနကြော်တင်ပွဲပေးအပ်ခဲ့တယ်လို့လည်းသိရပါရယ်ရှင်။အိန္ဒိယနဲ့ရခိုင်ကုန်သွယ်ရေးလမ်းကြောင်းကိုမေလ22ရက်နေ့မှာပြန်လည်ဖွင့်ပေးလိုက်ပြီလို့ရခိုင်ကုန်သွယ်ရေးစီကသိရပါဗျ အိန္ဒိယရခိုင်ကုန်သွယ်လမ်းကြောင်းကိုမေလ16ရက်နေ့ကစပြီးလောင်တလိုင်ခရိုင်မြေခုံဦးစီးဌာနကရဲအကန့်အသတ်မရှိပိတ်လိုက်တာဖြစ်ပြီးလက်ရှိမှာအရခတက်တော်ဗဟိုလိုင်းလူငယ်အစည်းအရုံးအိန္ဒိယနိုင်ငံကစီးပွားရေးသမားတွေနဲ့ကားသမားတွေရဲ့ညှိနှိုင်းမှုတွေကြောင့်ပြန်လည်ဖွင့်ပေးလိုက်တာဖြစ်တယ်လို့အိန္ဒိယရောက်ရခိုင်ကုန်သွယ်တယောက်ကပြောပါရယ် အိန္ဒိယပါကစ္စတန်အရေးခင်းကိုအကြောင်းပြပြီးပြည်တွင်းမှာစာနယ်ရိက္ခာဖွလုံဖို့ဆိုကောင်းလောင်တလိုင်းကိုပိုင်အုပ်ချုပ်ရေးခွင့်ရခရိုင်မြေခုံဦးစီးဌာနကပြည်တွင်းကကုန်စည်တွေကိုပြည်ပနိုင်ငံတွေကိုရောင်းချတာမပြုလုပ်ဖို့တားမြစ်ခဲ့တာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ဟာစားတောက်ကုန်၊ဆေးဝါးနဲ့ဆက်သုံးစီတွေအတွက်အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကိုအထူးကအားထားနေကြတာဖြစ်ပြီးအခုလိုလမ်းကြောင်းပြန်ဖွင့်ပေးလိုက်တဲ့အတွက်ရခိုင်ပြည်အတွက်ကုန်စည်စီးဆင်းမှုတွေပုံမှန်ပြန်ဖြစ်လာပြီလို့ကုန်တွေတွေကပြောဆိုပါတယ်ရှင်။ ထိုင်းနိုင်ငံမှာအမျိုးသမီးရွှေ့ပြောင်းလှုပ်သားတွေကိုဓမ္မတာလာတဲ့ရက်ကိုလှုပ်ခလာစာမဖြတ်ပဲအလုံနာခွင့်ပြုမယ်လို့ထိုင်းလူ့သမားဝန်ကြီးဌာနကအတည်ပြုထုတ်ပြန်လိုက်တဲ့အပေါ်မြန်မာရွှေ့ပြောင်းလှုပ်သားအရေးတွေကိုကုညီလုံဆောင်ပေးနေသူတွေကကြိုဆိုကြပါရယ်။မြတ်သက်ပေးပို့ထားပါရယ်ရှင်။ထိုင်းနိုင်ငံမှာအမျိုးသမီးရွှေ့ပြောင်းအလုံသမားတွေကိုဓမ္မတာလာတဲ့ရက်ကိုလှုပ်ခလာစာမဖြတ်ပဲအလုံနာခွင့်ပြုမယ်လို့ထိုင်းလူ့သမားဝန်ကြီးဌာနက မေလ20ရက်နေ့ကအတီးပြူလိုက်ပါတယ်။ဒီလိုလောကလာစာမဖြတ်ဘဲနားခွင့်ပြူလိုက်တဲ့အပြင်အမျိုးသမီးတွေဓမ္မရာလာချင်းအသုံးပြုရတဲ့ပစ္စည်းတွေကိုလုပ်ငန်းခွင်အတွင်အခမဲ့စီစဉ်ပေးထားဖို့ကိုလည်းကြေညာထားတာပါ။မြန်မာပြည်သားများအရေးပူးရဲလှုပ်ရှားမှုကောမဒီတာဝန်ရှိသူဦးမိုးဂျိုကတော့အမျိုးသမီးလှုပ်သားတွေရဲ့လှုပ်အားကိုအလေးထားတဲ့ဒီဆောင်ရွက်ချက်နဲ့ပတ်သက်ပြီးကြိုဆိုတယ်လို့ဆိုပါတယ်။တစ်ဖက်ကထိုင်းဥပဒေအရဆိုရင်ထိုင်းရဲ့လှုပ်သမားဥပဒေမှာတစ်နှစ်မှာ အမျိုးသားပဲဖြစ်ဖြစ်အမျိုးသူရဖြစ်ရွှေပြောင်းလူသားတယောက်ကရှောင်းခင်ခွေရ73ရက်ရှိတယ်အဲ့တော့အမျိုးသီးလူသားတွေကတော့ဓမ္မရာလာတဲ့နေ့ဒီမှာလာစာအဖြစ်ခွေရပြီးတော့အဲ့ဒီဓမ္မရာနဲ့ဆက်ဆက်တဲ့ပစ္စည်းတွေကိုထောက်ပံ့မှုရရှိခြင်းနဲ့ခွေရရရှိမှာဖြစ်တဲ့တွေ့ထိုင်းဆိုးရရဲ့အခြေအနေအချိန်ခါနဲ့လက်ရောညီထွေဖြစ်စေတဲ့အမျိုးသမီးလူသားတွေရဲ့လှုပ်ရှားမှုပုံမှုအလေးထားတဲ့စောချက်နဲ့ပတ်သက်ပြီးတော့အမတန်ကြိုးဆိုးတယ်ဝမ်းမြောက်ဝမ်းသာပီတိဖြစ်ပါတယ်လို့နော် မြမရွှေပြောင်းအလုသမားတယောက်ဖြစ်တဲ့မတ်တင်ချူဦးကတော့အမျိုးသမီးအလုသမားတွေအတွက်ဒီလိုဥပဒေထုတ်ပြန်တာကကောင်းတယ်လို့ဆိုပြီးဓမ္မလာလာတဲ့အချိန်အလုလုရင်လွတ်လပ်မှုမရှိဘူးလို့ဆိုပါတယ်ကိုအဲ့တော့ဖြစ်တဲ့အချိန်မှာပေးတော့လေကောင်းတာပေါ့ကိုရင်အလုသမားတွေတွတ်တော့ကောင်းတာပေါ့ကိုအလုံးလုံးနဲ့ကြာဒါနဲ့ဒါတွေဖြစ်နေတဲ့အချိန်မှာကြာတော့မလွတ်လပ်ဘူးလေလောက်ရတာတော့နားပေးပေးနာတော့ကိုတွတ်အိမ်မှာနေတော့လွတ်လပ်ခွင့်ရှိတာပေါ့ ထိုင်းနိုင်ငံကရွှေပြောင်းလူသမားအရေးတွေကိုဆောင်ရွက်ပေးနေတဲ့ American Workers Organization ကဒါရိုက်တာကိုနိုင်အောင်ကတော့ထိုင်းဆိုရရဲ့ဒီထုတ်ပြန်ချက်ကိုကြိုဆိုပေမဲ့လက်ရှိမှာအခွင့်အရေးဆုံးရှုံးနေရတဲ့ပြဿနာတွေများစွာရှိနေသေးတယ်လို့ပြောပါတယ်။အဓိကတည်းလက်ကောင်းခွန်တင်းမှာကြာတော့ဒီကျွန်တော်တို့ကဒီအမျိုးသမီးတွေဒီမန္တလာတဲ့ဟာတခုလေးတော့မဟုတ်ဘူးပေါ့နော်။ကျန်တဲ့ပြဿနာတွေကများစွာရှိသေးတယ်။ဥပမာဆိုလို့ရှိရင်ဒီကိုဝန်ဆောင်လာပြီဆိုလို့ရှိရင်အလုပ်နားခိုင်းတာလို့ ိုဟာဆောင်လာပြီဆိုလို့ရှိရင်ကလေးအလုပ်တွေကိုပြောင်းခိုင်းတာမျိုးလို့နောက်ပြီးတော့ဒီကလေးမွေးပြီဆိုလို့ရှိရင်အလုပ်တွေကိုပြန်မခေါ်တာလို့နောက်ပြီးကလေးမွေးတဲ့ကာလမှာလေးတို့ဒီဥပဒေကတမတ်တဲ့ရေပုံကိုစစ်နောက်ယူခါမှာ45ရက်လောအခါလာစားဖို့ဆိုလုံငတ်ရှင်ကမပေးတာလို့နောက်ကျန်တဲ့45ရက်လောအခါကိုအစိုးရဌာနကမပေးတာမျိုးတွေကလည်းရှိသေးတယ်။ထိုင်းအစိုးရကထုတ်ပြန်တဲ့ဒီဥပဒေကိုအစိုးရလုပ်ငန်းရှင်နဲ့အလုပ်သမားတွေကကောင်းမွန်စွာနားလည်ထားပြီးကျင့်သုံးဖို့လိုအပ်တယ်လို့လည်းလုပ်သမားရေးဆောင်ရွက်သူတွေကဆိုပါတယ် အစိုးရအနေနဲ့ဒီဥပဒေကိုထုတ်ပြန်တဲ့အခါစက်ရုံတွေကိုဝင်ရောက်စုံစမ်းစစ်ဆေးဖို့လိုအပ်ပြီးလုပ်ငန်းရှင်တွေကတော့ဒီဥပဒေကိုသတ်မှတ်ထားတဲ့စံနှုန်းအတိုင်းအစိုးရဌာနတွေနဲ့ပူးပေါင်းပါဝင်ပေးရမှာဖြစ်တယ်လို့အလုံသမားတွေအနေနဲ့ကတော့ဒီဥပဒေနဲ့ပတ်သက်ပြီးကောင်းကောင်းနားလည်ထားကဒီဥပဒေတိုင်းမလုပ်ပေးတဲ့လုပ်ငန်းရှင်တွေကိုအလုံသမားတွေကတောင်းဆိုဖို့လိုတယ်လို့ဆိုကြပါတယ်။ထိုင်းနိုင်ငံတဝမ်းမှာမှတ်ပုံတင်ထားတဲ့မြန်မာရွှေပြောင်းလုပ်သား၃သန်းလောက်ရှိပြီး တရားမဝင်နေထိုင်ကလောက်ကင်နေသူကလည်းအဲ့ဒီပမာဏလောက်ရှိမယ်လို့အလို့သမားကြီးလှုပ်ဆောင်နေသူတွေကခမန်းထားကြပါတယ်။ဒီလိုမြန်မာရွှေပြောင်းလုပ်သား6တန်းနီးပါးမှာတော့အမျိုးသမီးလုပ်သားဥယေက အနည်းဆုံးတတန်းခွဲရှိလောက်မယ်လို့လည်းခမန်းထားကြပါတယ်။ကျမမြတ်သိစင်ပါရှင်။ ကိုင်းတိုင်းစကိုင်းမြို့မင်းလန်းရက်ကွက်ကစစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့နဲ့ပြည်သူစစ်တွေဟာငလင်လူပစ္စည်းတွေကိုရက်ကွက်ကိုမပေးဘဲဖျက်ယူသိမ်းဆီးထားတယ်လို့ဒေသခံတွေကပြောပါရယ်။မင်းလန်းရက်ကွက်ကိုလာလူတဲ့သူတွေဟာရက်ကွက်အတွင်းကကြိုက်တဲ့နေရာလှူလို့မရဘဲရက်ကွက်ရုံကိုအရင်ပေးရတာဖြစ်ပြီးပြီးမှပြန်ခွဲပေးရတယ်လို့ဆိုပါရယ်။ ငလင်ဘေးဟာနှစ်လနီးပါးကြာမြင့်လာပေမဲ့ငလင်သစ်ရက်ွက်နေသူတွေဟာယာယီတဲတွေနဲ့နေထိုင်ကြရပြီးငလင်ကိုပစ္စည်းတွေနဲ့စားတောက်နေထိုင်ရေးကအစအလူရှင်တွေကိုပဲအားကိုးနေရဆဲဖြစ်တယ်လို့မင်းလန်ရက်ွက်အတွင်းနေထိုင်သူကပြောပါရယ်ကိုကြီးထောက်ပံ့ရေးနဲ့ပြည်လဲတိဆောက်ရေးအတွက်ရက်ွက်ယုံတွေကတားမြစ်တာတွေရက်ွက်ယုံရံပုံငွေတောင်းတာတွေရှိသလိုပြည်သူစစ်တွေကငလင်သိမ့်ပြည်သူတွေကိုပြောဆိုရိုင်းနှက်တာမျိုးတွေတောင်မြင်ခဲ့ရတယ်လို့ကိုကြီးထောက်ပံ့ရေးအဖွဲ့ဝင်တယောက်ကပြောပါရရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်စောင်းပြောင်းကျေးရွာနီးမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ပေးရှောင်နေကြတဲ့ပြည်သူ1500ကျော်အတွက်စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့စစ်ပေးရှောင်ပြည်သူတွေကပြောပါရယ်။မေလ19ရက်နေ့ကစပြီးစောင်ပြောင်းကျေးရွာအနီးတစ်ဝိုက်မှာစစ်ကောင်စီတပ် PNO ပြည်သူ့စစ်နယ်တော်လိုင်းအင်အားစုတွေကြားထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ဒေသခံတွေစစ်ပေးရှောင်နေကြရတာဖြစ်ပါတယ်။ လက်နက်ကြီးတန်နဲ့တနက်တန်တွေဇက်တိုက်ကြားနေကြပြီးတိုက်ပွဲကပြင်းထန်နေကရွာနေဒေသခံတွေကမေလ20ရက်နေ့မနက်ပိုင်းမှာရွှေ့ပြောင်းနိုင်ခဲ့ကြတယ်လို့စစ်ပေးရှောင်မျိုးသမီးတယောက်ကပြောပါရယ်စစ်ကောင်စီတပ် PNO ပြည်သူစစ်နယ်တော်လိုင်းအင်အားစုတွေကြားတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးမေလ20ရက်နေ့မှာစစ်ကောင်စီတပ်ကအလေးကြောင်းကနေဘုံ၄ချိန်ကျဲချသွားတယ်လို့သိရပါဗျ ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလထဲမှာစစ်ကောင်စီ PNO ပြည်သူ့စစ်နဲ့တော်လိုင်းအင်အားစုတွေကြောင့်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအခု2025ခုနှစ်မေလထဲမှာထိတွေ့တိုက်ပွဲထပ်ဖြစ်တဲ့အတွက်ဒေသခံတွေစစ်ပေးရှောင်နေကြရတာဖြစ်ပါတယ်ရှင်။ ကလေးမျိုးဓာကဆာကနေချင်းတောင်ဘက်ကိုစစ်ကြောင်းထိုးလာတာကြောင့်ကလေးတိုင်းငင်းလမ်းမှာတိုက်ပွဲဆဖြစ်နေပြီးကျေးရွာ၄ရွာလောက်ကစစ်ပေးဆောင်တထောင်ကျော်ဟာအရေးပေါ်အကူအညီတွေလိုအပ်နေကြပါတယ်။စိုးသူအောင်တင်ပြပို့ထားပါတယ်ရှင်။စကန်နန်ဒီတာကြီးကလေးမျိုးအခြေဆိုင်ဒီသာကုတ်ကဲမှုစစ်ဌာနချုပ်ကနေချင်းတောင်ဘက်ကိုမေလ၁၈ရက်ကဆာလို့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။၄ရက်ဝင်းကျင်ကြာမေလ၂၁ရက်မှာတော့ ကလေးတိုင်းငင်းလမ်းပေါ်ကကလေးမြို့နယ်စိမ်ပိုင်းအကျော်အကွာမှာရှိတဲ့မွာပြီးရွာအဝင်မှာ မနက်9နာရီလောက်ကစလို့တိုက်ပွဲပြင်းထန်နေကြောင်းသိရပါတယ်။ပြောလာတာကတော့အင်းအောင်နေအောင်ဝန်းကျင်လောက်လို့တော့ကနဦးသိရတယ်ပေါ့နော်။ဟိုဦးတီလာတာတော့ဒီချင်းတောင်ဘက်ကိုတက်လာပြီဆိုတော့ချင်းတောင်ကိုဦးတီတာတော့တိတ်ချော်နေပေါ့။ ဒါမဲ့ပဲဟိုတိတိကျကျဥတီတလဲဆိုတော့ကျွန်တော်တို့လည်းမသိရသေးဘူးပေါ့ဟိုဒီတိုင်းငင်းလန်းဆောင်ဖက်ကိုတော့မရောက်သေးဘူးလို့ကျွန်တော်တို့သိရတယ်ပေါ့နော်ဟုတ်ဟုတ်အဲ့မတိုင်ခင်မှာပဲဒီထိတွေ့မှုတွေဖြစ်နေတယ်လို့ကျွန်တော်တို့သိရပါတယ်ဖြစ်ကလေးမျိုးကနေတိုင်းငင်းရွာလန်းဆောင်အထိဆိုရင်25မိုင်ဝန်းကျင်กว่าဝေးပါတယ်တိုင်းငင်းလန်းဆောင်ကနေတီးသိမ့်မျိုးကိုဆိုရင်နောက်ထပ်26မိုင်သွားရမှာဖြစ်ပြီးဖလန်းမျိုးကိုဆိုရင်မိုင်90နီးပါးกว่าဝေးတာဖြစ်ပါတယ် တိတိမျိုးကလွယ်ပြီးနေရာအများစုကိုချင်းတောက်လိုင်းတက်တွေကထိန်းချုပ်ထားတာဖြစ်ပြီးမေလ22ရက်ညနေ4:00နာရီအထိတော့စစ်ကောင်စီတပ်ဟာမှွာပြီးရွာကိုမကျော်နိုင်သေးကြောင်းနဲ့ကလေးမျိုးဘက်ကနေလည်းလက်နက်ကြီးပစ်ကူတွေပေးနေတယ်လို့ဒေသခံတွေကပြောပါတယ်မူကယူလိုက်ဖဲလိုက်ပေါ့။ညတော့လည်းဆိုရင်ဘုတ်တာများတယ်။နေ့လေတော့လည်းယူရတယ်။ဒီတကယ်တမ်းဒီကတော့လည်းဆွေးမိရသေးတယ်လို့ပြရတော့လည်းအကူလို့အတဲ့ တကယ်ယူကြည့်လို့အဆက်ပြေးပြီလေပတ်ပတ်ကြတယ်နော်မရတော့ရဆန်တော့ကျွန်တော်ပြပြရတော့ပြပြတွေ့ရမှာလေနော်ဒါဆတ်တော့ခါဆောက်ပါလေကုဒီပြနေတော့ကုဒီစစ်ချင်ပါလေနော်ဒါနဲ့ဆက်တွေ့ရမလို့ဘောနော်တိုက်ပွဲတွေကြောင့်စစ်ကြောင်းထိုးရလမ်းပေါ်မှာရှိတဲ့ရွာလေးရွာထက်မနေ့ကဒေသခံပြည်သူတထောင်ကျော်လောက်ဟာစစ်ဘေးသိမ်းရှောင်နေရတာဖြစ်ပါတယ် တိုက်ပွဲဖြစ်နေတာကြောင့်အရင်စစ်ဆောင်တုန်းကလိုကလေးမျိုးဘက်ကိုတင်းဆောင်ခွင့်မရပဲတောင်ပေါ်ဝင်းကျင်ကဘေးလွတ်မဲ့ထင်းတဲ့နေရာတွေမှာမိုးရွာနေတဲ့ဂျာကနေထွက်ပြေးနေရလို့အရေးပေါ်အကူအညီတွေလိုအပ်နေပြီလို့ဒေသခံတွေကပြောပါတယ်။လက်ရှိအချိန်မှာစစ်ကောင်စီတပ်ဟာချင်းတောင်ပေါ်ကဟာခါတီးတိမ်နဲ့ထန်တလန်မျိုးလောက်ကိုပဲထိန်းချုပ်နိုင်တော့တာဖြစ်ပါတယ်။ကျွန်တော်စိုးသူအောင်ပါ။ မန္လေးတိုင်းကျောက်ဆယ်မြို့နယ်ဘောကဝတီအုပ်စုစီစုံရက်ကွက်မှာမေလ22ရက်နေ့မနက်အစောပိုင်း2နာရီလောက်ကဝါယာရှော့ဖြစ်ပြီးမီးလောင်ခဲ့တဲ့အတွက်အိမ်တလုံးနဲ့လူလေးယောက်သေဆုံးခဲ့လို့မြို့နယ်မိသက်အဖွဲ့ကပြောပါရယ်။အိမ်အောက်ထပ်မှာရှိတဲ့ရေခဲတက်တာရဲ့ဝါယာကြိုးအပူလွန်ကဲတာကနေမီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးတိုက်ခံပြင်ခင်းနှစ်ထပ်အဆောက်အဦတစ်ခုလုံးကိုကူးဆက်သွားတယ်လို့ဆိုပါရယ်။ မီးလောင်မှုအတွင်းတိုင်နေနေတဲ့မိသားစုဝင်တွေဖြစ်ကြတဲ့အသက်63နှစ်အရွယ်ဒေါ်တင်အောင်အငိမ့်စားပညာရေးဝန်ထမ်းဖြစ်သူအသက်85နှစ်အရွယ်ဒေါ်ထွထွေအငိမ့်စားပညာရေးဝန်ထမ်းဖြစ်သူအသက်66နှစ်အရွယ်ဒေါ်နွယ်ဦးနဲ့ပညာရေးဝန်ထမ်းဖြစ်သူအသက်58နှစ်အရွယ်ဒေါ်ခင်သူစာတို့မီးလောင်တိုက်ဆုံးခဲ့ကြရတယ်လို့မြို့ကန်လူမှုကွန်ရီကဲဆယ်ရေးအသင်းဝင်ကပြောပါရတယ်။ ။မီးလောင်မှုနေရာကိုမြို့နယ်မိသက်ကမိသက်ရင်2စီး၊ရေးသက်ရင်2စီးနဲ့မြို့ကန်လူမှုကွန်ရီရဲ့အသင်းတွေကပူးပေါင်းညှိနှိုင်းခဲ့ကြတဲ့အတွက်မနက်အစောပိုင်း2:25မိနစ်လောက်မှာမိငိမ့်သွားပြီးပျက်စီးဆုံးရှုံးမှုတံမိုးကိုတော့သက်ဆိုင်ရာအဖွဲ့တွေကစစ်ဆေးတွက်ချက်နေဆဲဖြစ်တယ်လို့သိရပါပါတယ်ရှင်။ ARD တိုင်းမော်လမြိုင်ကျွန်းမြို့နယ်စောကနေကြေးရွာသား၂ယောက်ဟာဗိုလ်အားမြင့်ကျင်ဆက်ကိုအသုံးပြုပြီးငါးဖမ်းထွက်တာကနေကျင်ဆက်နဲ့ထိမိကတိဆုံးသွားခဲ့လို့ဒေသခံတွေစီကသိရပါဗယ်။မေလ20ရက်နေ့ည9နာရီကျော်မှာကြေးရွာနီးကချောင်းအတွင်းကိုငါးရှာဖွေဖို့တွားရောက်တဲ့အချိန်ကျင်ဆက်ခလုတ်ဖွင့်ထားတာကနေအသက်55နှစ်အရွယ်ဦးထွန်းနဲ့အသက်26နှစ်အရွယ်ထက်ကျော်တို့ဟာတက်လိုက်တိဆုံးခဲ့ရတယ်လို့သိရပါဗယ်။ ညပိုင်းမှာငါးဖမ်းမှုထွက်သွားတဲ့အချိန်မိုးလင်းတဲ့အထိပြန်မလာတဲ့အတွက်မိသားစုကလိုက်ရှာတဲ့အခါမေလ22ရက်နေ့မနက်9နာရီကျော်လောက်မှာရွာနောက်ဖက်လေကွင်းအတွင်မှောက်လျက်အနေထားနဲ့တေဆုံးနေရကိုတွေ့ရပြီးကျင်းဆက်ကနေတက်လိုက်ပြီးတေဆုံးခဲ့တာဖြစ်တယ်လို့ဇုတ်ကနေခြေရွာအတွင်မှာနေထိုင်သူတယောက်ကပြောပါရတယ်။ အဲ့ဒီဒေတာအတွင်း၅ဖန်းနာမှာကျင်ဆက်တွေကိုအသုံးပြုတဲ့သူများပြီးတည်ဆုံးခဲ့ရတဲ့ကိုထုံးဦးနဲ့ကိုထက်ကျော်တို့အသုံးပြုတဲ့ကျင်ဆက်ဟောင်းပိုအား6800ဝက်အထိရှိခဲ့တယ်လို့ဆိုပါရယ်ကျင်ဆက်နဲ့၅ရှာထွက်ရင်ကျင်ဆက်တို့မိတဲ့အတွက်တည်ဆုံးသူ၂ယောက်ကိုမော်လမြိုင်ကျွန်းမြို့ကဂရင်းတရာစေယုံကိုတည်ယူသွားတယ်လို့ဒေတာခန့်တွေစီကသိရပါရယ်ရှင် ဝါရှင်တန်ရေမူပမ်လာစမိတ်ကပြောပါတယ်ကဆိုင်ရာအစ္စရေးတပ်မကြီးဒန်နီဒန်တို့ကတော့အခုပြစ်ခတ်မှုဟာဂျူးစန့်ကျင်ရဲ့အကြမ်းဖက်ဝါဒရဲ့ရုံမာတဲ့လုပ်ရဖြစ်တယ်လို့ဝေဖန်ထားပါတယ်။ဝန်ထမ်းအုပ်ပေါ်အနီးကပ်ပြစ်တက်သွားတာဖြစ်ပြီးတုံ့လုံစရာအကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့အစ္စရေးနိုင်ငံသားရဲ့ဝန်ကြီးဒီဂီယွန်ဆာကပြောပါတယ်ရှင်။အခုဆက်လက်ပြီးအားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ ပါသိန်းကိုပုံမကောင်းမအောင်တိဆောက်သွားဖို့လိုအပ်နေသေးကြောင်းနီးပြပို့စတေကိုဂလိုကပြောသွားပါဗျ။အော်စတြေးလျလူမျိုးနီးပြဟာစပါအသင်းအတွက်16နှစ်အကြာမှာပထမဆုံးဆုဖလားအဖြစ်ယူရိုပါလိချန်ပီယံဆုဖလားရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာပါဆုဖလားရရှိခဲ့တဲ့အပြင်ချန်ပီယံဝင်ခွင့်ပါရရှိခဲ့တာကအသင်းအတွက်အကောင်းဆုံးအခွင့်အလမ်းဖြစ်သွားခဲ့တာပါ စပါတင်းမှာဆက်ရှိချင်ပြီးအခုချိန်ထိအသင်းအတွက်လှုပ်ဆောင်ပေးရမယ့်အလုပ်တွေမလှုပ်ဆောင်နိုင်သေးကြောင်းစပါတင်းကငယ်ရွယ်တဲ့အသင်းတစ်သင်းလိုဖြစ်နေတာကြောင့်အတွေ့အကြုံကောင်းတွေထပ်မံပေါင်းဆက်သွားဖို့လိုအပ်ကြောင်းနီးပြပို့စတေကိုဂလိုကပြောပါတယ်ပရီးမီးယားလိမှာတန်းစင်းစုံရဲ့အထက်အဆင့်16မှာရပ်တည်နေတာကြောင့်ယူရိုပါလိဖလားသာများရှိခဲ့ရင်နီးပြပိုစတီကိုဂလူရဲ့အနာဂတ်ကမရေမရာဖြစ်ခဲ့ပေမဲ့ဆူဖလားယာယူနိုင်ခဲ့တာကြောင့်အသင်းမှာဆက်ရှိဖို့များသွားခဲ့တာဖြစ်ပါရဲ့ရှင် TV ရုံးမြင့်တန်ကြားရဲ့နေ့လယ်၂နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြတာပါညနေ၄နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်စွက်တင်ဆက်ပေးအောင်ပါကျွန်တော်ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်